မန်လေးဖန်နဲ့ Team Radio ကိုအပိနာဆင်နေကြတဲ့ပရိသတ်များရှင်ခိုရှိရှိကို Help Care Call Center ကဒေါက်တာဖြိုးဝေထွန်းနဲ့တူတူရေရကျမ်းမာရဲ့ခန္ဓာမှာဆွေးနွေးပေးမယ့်အကြောင်းအရာကတော့မှန်ကန်သောအန္တရာယ်ကင်းသောနီလန်းနဲ့ခန္ဓာကိုယ်အစီအရေကိုဘယ်လိုချမလဲအခုခေတ်စားနေတဲ့အစီအကျထိုးစေးတွေရဲ့အကြောင်းကိုလည်းဘူးတူတရရစီရတယ်ဒီလိုဒီတစ်ပတ်မှာဆွေးနွေးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆရာရေမင်္ဂလာပါရှင်မင်္ဂလာပါ ဟုတ်ကဲ့ပါဆရာပထမဆုံးသိချင်တာပေါ့နော်ဆရာအဲတို့ဒီ topic ကိုဆွေးနွေးတော့မယ်ဆိုတော့ social media တို့ TikTok တွေမှာအဲ Facebook တွေမှာပေါ့နော်လူပြောများနေတဲ့တုံးလဲတုံးနေချပြီးဖြစ်တဲ့ weight loss ban ပေါ့နော်ပိန်စေးထိုးတဲ့ကိစ္စရလေးတွေအကြောင်းလဲအရင်ဆုံးမေးချင်တာပါဆရာအဲချို့တစ်ချက်ထိုးပိန်စေးဆိုပြီးတော့လဲအဲသိကြရလေးရှိရဆိုတော့ဒီအကြောင်းရလေးနဲ့ပတ်သက်ပြီးတော့ဆရာအရင်ဆုံးဆွေးနွေးပေးပါအောင်ရှင့် ဟုတ်ကဲ့ဒီ social media မှာဒီပေါ့ဗောနော်ဒီ secret ဒီမှာမှာတော့ဒီအခုနောက်ပိုင်းနည်းနည်းလေးခက်ဆန်းလာတာကောင်ဒီ weight loss pants ဒီပေါ့နော်ဒီ weight loss pants ဆိုတဲ့သဘောတူပါမှာအရာပဲသူကဘယ်လိုလဲဆိုတော့ဒီခန္ဓာကိုယ်အလေးချိန်ကို short ချဖို့အတွက်သုံးတဲ့ဒီဥစားပေါ့ထိုးစေးလေးတွေပေါ့နော်သူ pant ပုံစံမျိုးလေးပေါ့နော်ကျွန်တော်စီးကျုံမှာဆိုရင်ဒီ insulin ကိုထိုးတဲ့ pant ပုံစံမျိုးလေးပေါ့ဟုတ်ကဲ့ဆိုတော့ဒီအရာကြတော့ဟိုပရိသတ်တွေထင်တယ်လို့ပေါ့နော်ဟိုတစ်ခါထိုးစေးပေါ့ နော်တစ်ချက်ထိုးစေးအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီစေးတွေအားကြောင့်တော့သူကဘယ်လိုလဲဆိုတော့ဟိုအ ਨੇ ဆုံး၄ပတ်လောက်တော့ထိုးပါလေနော်ဒီအခုမြန်မာနိုင်ငံမှာတော့တော်များသုံးတာကြတော့ဟိုပေါ့ဒီမြန်မာနိုင်ငံမှာလေဒီဆိုရှယ်မီဒီယာတော်များနာမည်ကြီးနေတယ်နော်ဒီပရိသတ်တွေကလည်းတော်များစိတ်ဝင်စားလာနော်ဒီလိုမျိုးပြောတာရတော့အဓိကတော့တပတ်တစ်ချိန်ထိုးတဲ့စေးတွေညားတယ်โอเคเนาะဒါလည်းဟိုတစ်ချက်ထိုးတော့မဟုတ်ဘူးကျွန်တော်တို့ကအ ਨੇ ဆုံးကာနာတစ်ခုလို့တော့သွားတယ်เนาะဒီဟာလည်းကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီဆီယမ်ညွှန်ချချက်ရှိမှပဲထိုးရတဲ့စီးတွေပေါ့ ဟုတ်ကဲ့ဒီစိတ်တွေကိုကျွန်တော်ကထပ်ပြီးတော့သဘောတရားကိုပြောပြောရမှာဆိုရင်တော့ तू ကဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်ဒီဘောင်းနဲ့ဒီ central nervous system လို့ခေါ်တဲ့ဒီပင်မအာရုံကျောစနစ်မှာကြတော့စားခြင်းစိတ်ကိုပေါ့နော်အစာစားခြင်းကိုစိတ်ကိုဟိုဟန်တာတဲ့တနည်းအားဖြင့်စိတ်တိုင်ဒီလိုခေါ်တာ hunger ကိုပေါ့နော်ဒီအစာစားခြင်းနဲ့ hunger ကို hunter နဲ့ center လေးရှိတယ်ပေါ့နော်အဲ့မှာကြတော့ကျွန်တော်တို့ကဒီ receptors လေးရှိတယ် GLP-1 receptor ပေါ့နော်အဲ့မှာ GLP ဟော်မုန်း GLP-1 ဟော်မုန်းက GLP-1 receptor ကိုတောက်ပြီးတော့မှဘိုင်းလုပ်လိုက်တယ်ဆိုရင်သဘာဝတရားရတော့ခန္ဓာကိုယ်မှာကအစာစားခြင်းစိပျောက်သွားတယ်။ဟုတ်ကဲ့။ဒီဆေးတွေအကြတော့လေ GLP-1 ဟော်မုန်းတော့မဟုတ်ဘူး။ GLP-1 ဟော်မုန်းအလားတူ mimic လုပ်တာပေါ့။ဒီ GLP-1 receptor တောက်ပြီးတော့မှဘိုင်းလုပ်တဲ့အချိန်ကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အစာစားခြင်းစိကိုဟန်တာပြီးတာ။တနည်းအားဖြင့်မှ food intake ကိုညော့သွားတာ။ဟုတ်ကဲ့။နောက်အဲ့မှာဒီ satiety ကိုခေါ်တဲ့ဒီအစာစားခြင်းအစာမစားခြင်းတော့ satiety feeling ရတယ်။ပြီးတော့မှဒီအစာခြေဖြတ်တဲ့ နှုံးပေါ့နော်တနည်းအားဖြင့်ပြောရရင် stock market ဒီ emptying ပေါ့နိဒီ assigning တွေကနေပြီးတော့မှဒီအစာတွေကဘယ်လိုလဲဆိုတော့ offer ကိုဆက်သွားတာပေါ့တနည်းအားဖြင့်ဒီ assigning မှာအစာတွေရှင်းလင်းသွားတဲ့အချိန်ကပိုကြတယ်အော် stomach emptying time ပူကြတယ်။တော့အဲ့ကနေတဆင်သူကနောက်ဆက်တွဲနေရရလက်ကဘယ်လိုလဲဆိုတော့လူကခန္ဓာကိုပိလူနာခပေါ့။နော်ဒီအစာကိုစားတာနေသွား။ နေသွားတဲ့အချိန်မှာနောက်ဆက်တွဲနေနေရဘူးဖြစ်သွားလဲဆိုတော့တကြားတက်တွေကြာမယ်ခနာကိုလေးချင်နေကြာမှာပေါ့နောက်အခြေခံအဖြစ်ကဒီဆေးတွေကတော့အရင်နှုန်းနဲ့ရတော့ရှိတယ်တောက်ဆေးတွေလည်းရှိတယ်ပေါ့ဒီဆေးတွေကကြတော့ဘယ်လိုမျိုးနေရာမှာအဓိက originally တုံးလဲဆိုတော့စီးကြုံမှာအဓိကတုံးတယ်စီးကြုံတော့မှအဓိကကို first line နေနေမှာဟုတ်ဘူးဘယ်လိုမှ control မရတော့ဘူးနောက် insulin တွေပါလဲထိုးတော်မျိုးတွေရှင်းရှင်းပဲ control မရတော့ဘူးဆိုတော့မှဒီဟာကိုဆီယာမင်းကညှဉ်းချားချက်နဲ့စပီးတာဒါပေမဲ့သူ့ရဲ့ဒီ effect တစ်ခုကကြတော့ weight ကိုချတယ် ခြားနာဖြစ်တော့ခုနောက်ပိုင်းမှာကြတော့လေဒီဆေးတွေကိုတော့ဟိုဘယ်လိုကောင်းလဲဝိတ်ကိုခြားတဲ့အစီအမှာတော့ဆီယောင်းမြှွန်ချချက်နဲ့တော့လိုအပ်တဲ့ချင်ကြမှာတော့ထိုးစိတ်တွေသုံးတာမျိုးတွေရှိတာပါခင်ဗျာနော်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဆရာဒါကတော့ဒီ weight loss span ရဲ့ဒီအလုတ်လုတ်ပုံလေးပေါ့เนาะခဏခဏဆိုတော့ဒီအစီကျစီရဲ့ weight loss span တွေကဘယ်လိုမျိုးပုံမှန်ထိုးရတာမျိုးရှိလဲပေါ့เนาะပြီးတော့ရေရှည်မာရောကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးတွေရှိနိုင်မလားပေါ့เนาะပြီးတော့ဘယ်လိုလူတွေကရောမထိုးသင့်ဘူးလဲပေါ့ဆရာဒါလေးကိုလည်း session ပြပေးပါဟုတ်ကဲ့ဆိုတော့စေးတိုင်းစေးတိုင်းကတော့သူ့ရဲ့ဟိုတန်စေး မနော်လုံလုံပေးပေါ့เนาะအဲ့လိုမျိုးလေးတော့ရှိတာပေါ့เนาะဆိုတော့စီးတွေကတော့ဟိုဘယ်ဘယ်နဲ့ချင်းထိုးပါလဲဆိုတော့အမျိုးမျိုးရှိတယ်ပေါ့เนาะအဲ့မှာဟိုကျွန်တော်တို့ဒီ2014ခုနှစ်ကဒီ US က FDA ပေါ့เนาะဒီအစားတောက်နဲ့ဒီ safe cookie ဌာနပေါ့ US ကပေါ့เนาะ US FDA ကတော့2014မှာစပြီးတော့မှဟိုပေါ့ approve လုပ်လိုက်တာကတော့ liraglutide လို့ဆိုတဲ့ safe ပေါ့เนาะဒီကလည်း too safe ပဲသူကကျတော့တရက်တစ်ချိန်ထိုးပါလေဟုတ်ကဲ့เนาะဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်2021မှာကျွန်တော် semaglutide ဆိုတဲ့ တပတ်တင်ထိုးရတဲ့ intention ရှိတယ်။ဟောတကယ်တမ်းကျတော့ဒီ sima gluted ကတော့သူကဘယ်လိုလဲဆိုတော့ intention ကနှစ်မျိုးရှိတယ်။နာမည်နှစ်မျိုးနဲ့လာတယ်။နော် Ozempic နဲ့လာတယ်၊ Wegovy နဲ့လာတယ်။ Ozempic ကတော့သူကစီးကြုပ်တက်အဓိကပေးတာ။ USFDA 2019မှာစပြီးတော့မှသူကအသိမှတ်ပြုတယ်။ဒါပေမဲ့ weight loss တက်ကိုအသိမှတ်ပြုတာ Wegovy ပေါ့။ဒါတော့2021ကနေပြီးတော့ USFDA ကအသိမှတ်ပြုလိုက်တယ်။ US မှာတရားမဝင်သုံးတယ်ပေါ့။နော်။အခုနောက်ပိုင်းကျတော့2020နဲ့3မှာတော့အသိမှတ်ပြုလိုက်တာကတော့ Tarsie ပါတိုက်ပေါ့ ဒီအားကြောင့်ဘယ်လိုဆိုတော့ GLP-1 receptor နေမှာဟုတ် GIP ဆိုတဲ့ receptor ပေါ့ဒီအစာအတောက်ကိုဟိုစာနေနေရောက်တဲ့ receptor receptor ပေါ့သူကသွားပြီးတော့မှာ activate လုပ်တယ်ဆိုတော့ဒီ receptor နှစ်ခုကိုသွားပြီးတော့ activate လုပ်တော့သူ့ရဲ့ weight loss အရှင်ပုံမှန်တော့ potent ဖြစ်တယ်အော်ဆိုတော့အရင်ပထမနှစ်ခုကကြတော့ဟိုအတိုင်းသားတစ်ခုထိတောက်လက်ထိုးရပေါ့နော်တပတ်ရှိမယ်အများစုကတော့၃ပတ်လောက်ပေါ့ several months ဆိုထိုးပြီးသွားပြီဆိုရင်တော့10%လောက် weight ကျတာမျိုးဖြစ်နိုင်တာပေါ့နော်အေးနောက်ဆုံးတစ်ခုကတော့ tarsi patite ကတော့20%လောက်ထိ weight ကိုကျတယ် ဒီ duration အတူတူထိုးတာမျိုးတွေဖြစ်တယ်ဆိုရင်ပေါ့နော်ဆိုတော့ဒါကတော့ဟိုရှိတဲ့ဒီ secret ထဲမှာရှိတယ်ပေါ့နော်ဒီဒီ sea lock မှာပေါ့ဟိုအမျိုးအစားတွေပေါ့နော်ရှိတဲ့ဒီဒီ weight loss band injection အမျိုးအစားတွေပြောင်းတာဖြစ်ပါလေဆိုတော့ဒီဒီ sea တွေရဲ့နော်ထိုးပုံထိုးနည်းလည်းခုနပြောသူလိုပဲနော်ဟိုလီရာပထမဆုံးတစ်ခုကတော့ဒီတနည်းတစ်ချိန်ထိုးတယ်နောက်ဆုံးနှစ်ခုကတော့ဂျန်တဲ့ဟာတွေကတော့တစ်ပတ်တစ်ချိန်ထိုးတယ် ်နော်အဲ့မှာကျတော့ဒီ side effects လေးတွေရတော့ရှိတာပေါ့နော်ဒီစေးတိုင်းစေးတိုင်းရတယ်ကနဦးကတော့ဘာလို့ထပ်ပြီးတော့မျိုးလုံးထဲမှာသွားမြင်ရမလဲဆိုတော့ဒီ allergic တော့ခေါ်တယ် damage တာပေါ့อืมဒါဘယ်စေးမဆိုပဲပထမဆုံးစထုတ်မယ်ဆိုရင်တော့ဆီယောင်ရီရဲ့ supervision ပေါ့ monitoring ပေါ့နော်ဒီဆီယောင်ရီရဲ့မျက်စိအောက်မှာတစ်ချက်တော့ကြည့်ရတယ်နော်အနည်းဆုံး test dose လောက်ထိုးရအောင်မျိုးလေးလုပ်မယ်ဟုတ်ကဲ့ဆရာတော့ကောက်ကိုထိုးရဲဆိုရင်ဒီအချက်ဒီအန္တရာယ်များတယ်ဖြစ်ချင်းဖြစ်မှာမဖြစ်ချင်းမဖြစ်ဘူးဒါပေမဲ့ဆေးအသစ်ဖြစ်တဲ့ကြောင့် damage တက်အောင်ဖြစ်နိုင်တယ် ဟုတ်ကဲ့ရှင်နော်နောက်တစ်ခုကကျတော့ तू က assign ကို तू ကရှင်းလင်းတဲ့ဟာကိုနောက်ကြတော့ stomach emptying time ကိုကြာစေတာဖြစ်တဲ့အကြောင်းဝင်းချုပ်တာမျိုးတွေဖြစ်နိုင်တယ်နော်ဒီနောက်ပြီးတော့ assign ဦးလန်းကြောင်းနဲ့ပတ်သက်တဲ့ဒီလိုလက္ခဏာလေးတွေဖြစ်တဲ့ nausea vomiting ဆိုတာကပြူလာအန္တရာယ်လေးတွေပေါ့နော်ဒါလေးတွေကတော့တိတ်တိတ်ဖွားဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီထက်မှအဓိကအရေးကြီးတာကဘာလဲဆိုတော့ဒီ cell block ကမှလည်း well known ပေါ့တော်များသိတာကြောင့်ဒီ cell တွေကသူက beta ဆိုးကျုံနေနေရမုန့်ချုပ်အိတ်လို့ခေါ်တယ် pancreas ကိုရောင်စေတယ်အော် အဲ့ဒါတော့အရေးကြီးတယ်မုန်းချုပ်အိတ်ကြောင့်လည်းဆိုတော့ဗိုက်အောင်နာမျိုးတွေရှိမယ်เนาะနောက်ဆက်တဲ့တခြားဆိုးကျိုးလေးတွေပေါ့เนาะဒီ pancreas နဲ့ပတ်သက်တဲ့ enzyme ပြဿနာလေးအများကြီးရှိမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီဟာတော့တော်တော်လေးအရေးကြီးတယ်နောက်တစ်ခုကကျွန်တော်အစပိုင်းမှာပြောသူလိုပဲပေါ့เนาะဒီဆေးဒီ originally ရာသူကစီးချိုအတွက်သုံးတာ Okay. So that means ပေါ့နော်သူကတခြားတက်ကိုခြားတာဖြစ်တဲ့တဲ့ကြောင့်ဒီဆေးကိုထိုးတဲ့အချိန်မှာစထိုးပြီဆိုရင်တော့ကိုကိုနိုင်ကလည်းစီးချိုဝေဒနာရှင်ဖြစ်တယ်ဆိုရင်ကိုကထိုးနေကြတောက်နေကြစီးချိုဆေးတွေကိုတော့ adjust လုပ်ဖို့လိုတယ်။อืม ဒီလိုမျိုးမချိန်ဆပဲနဲ့ဒီဒီဆေးတက်ထိုးလိုက်တယ်ဆိုရင်တော့တခြားတက်ကထိုးကြတော့လည်းဖြစ်နိုင်တယ်။အင်းနော်အနေရရှိနေတယ်။တခြားတက်အနေရရှိတယ်ဗောနော်ဟိုက်ပိုကလိုဆီမီးယားဆိုလည်းကောင်းတဲ့ထည့်စဉ်းစားရတာဗောနော်တခြားတက်ကြလာ။ဆိုရေရှည်ရကြတော့ဘယ်လိုလဲဆိုတော့အစာရင်ဦးလန်းချောင်းပြဿနာလေးဖြစ်နေတယ်ခုနပြောလို့မုန်းချိုအေးရောင်တာဗောချက်ချင်းတော့ရောင်တာမျိုးမဟုတ်ဘူးကြားတယ်ဆိုရင်တော့မုန်းချိုရင်ရောင်တာမျိုးဖြစ်နိုင်တယ်။နောက်တစ်ခုကရေရှည်ရကြဘယ်လိုနောက်တစ်ခုကဘာဖြစ်နိုင်လဲဆိုတော့ဟိုဒီဆေးသည်ဆေးရောင်ဝင်ညွှန်ကြားချက်နဲ့ဆေးရောင်ဝင်ရဲ့ဟိုဘယ်လိုခေါ် monitoring ဗောစောင့်ကြည့်တဲ့အနေအထားမှာထိုးရလား။ ဒီမှာဆီယောင်ဝင်နဲ့လည်းဖုန်းလို့မလုပ်တော့ဘူးကြိုက်တော့ပဲထိုးတယ်ဆိုတော့တစ်ချိန်ကျရင် over ဖြစ်သွားတယ်ဆိုရင်တော့အသက်အန္တရာယ်ရှိကောင်းရှိနိုင်တယ်อืมတော့တခြားတဲ့အထိုးကြတော့ဖြစ်နေတယ်လို့ဒီပိန်တာပေါ့ပိန်နေဆိုလဲအဓိကတော့ဘယ်လိုလဲဆိုတော့လူတွေကပိန်နေပိန်နေလို့ပြောတာတကယ်တမ်းကျဘယ်လိုလဲဆိုတော့ကျန်းမာတဲ့ခန္ဓာကိုယ်အနေထားရှိတယ်လို့ပြောတာပုံမှန်တယ်ရှိဖို့ဆိုပုံမှန်တယ်ဟုတ်ကဲ့ပါဆရာ healthy weight ဖြစ်အောင်ပေါ့ healthy weight မဟုတ်ဘဲနဲ့အရန်ကြီးကို ဘယ်လိုကောင်းလဲဟိုလိုအပ်တဲ့အစီပမာဏကိုလုံးဝမရတော့ဘူးဆိုတော့ခန္ဓာကိုယ်တက်ကဘေးဥပ္ပတ္တိလာမှာပေါ့။အော်အဲ့ဆိုရှိတဲ့ရှိတိုက်တဲ့အစီလည်းရှိရမှာပေါ့နော်။ရှိရမှာပေါ့။နော်ဒီအဲ့တော့ကျွန်တော်ကွန်လက်စထရောအရင်ကျသွားလဲမဖြစ်ဘူး။အဓိကကျွန်တော်ကွန်လက်စထရောကွန်ထရိုးလုပ်တယ်ဆိုတာဘာလဲဆိုအရင်များနေလို့လိုအပ်တဲ့ဒီကွန်လက်စထရောကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဒီ cellular membranes လို့ခေါ်တဲ့ cells ရဲ့ဒီနေရံတွေမှာလည်းလိုတော့အထူးသဖြင့်အုံနာမှာရှိတဲ့ cells တွေမှာလည်းအစီလိုတော့ပဲဆိုတော့ဘလိုပဲဖြစ်ဖြစ်ကောပေါ့နော်ဟိုပုံမှန်ထက်အရင်ကြီးကိုကြာသွားတယ်နေသွားတယ်ဆိုရင်တော့ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှုတွေမကောင်းတဲ့အကျိုးသက်မှုတွေရှိတာနေတော့ပေါ့ဟုတ်ကဲ့အဲ့ဒီမှာအချိန်ကာလကြာနေဆိုရင်ကိုယ့်ရဲ့အသက်အနေတော့ရှင်ရှင်နိုင်တယ်ဘယ်လောက်ထိတော့တွေးရတာပေါ့ဒီလောက်ထိတော့ရှိနိုင်တယ်ဟုတ်ကဲ့ပါဆရာအဲ့မှာကျွန်တော်ကျွန်တော်မထိုးတဲ့နဲ့လူတွေရတော့ခုနကဟာနဲ့ဆက်ဆက်မြန်မာပြောမှလည်းဆိုရင်တော့ဒီမုံချိုအိတ်ရောက်တာပေါ့အခုရောက်နေတာမျိုးဖြစ်မယ်အရင်တုန်းကရောက်ခဲ့တဲ့ယာစုံရှိတဲ့လူတွေဆိုရင်တော့တေးကြတယ်မထိုးတင်ဘူးနောက်တစ်ခုကသူ့တင်နာအရာပေါ့နော်တကယ်လူတွေမှာတော့တိတ်တော့မတွေ့သေးဘူးဒါပေမဲ့လဲပေါ့နော်ဒီ အဘသူတင်နာတော့ဒီ trace အနေနဲ့သူတင်နာလုတ်တာလျက်ရှိတော့နော်ဆိုတော့ဒါပေမဲ့ကျွန်တော် contract indication အရဆိုရင်တော့ဒီ thyroid ပြဿနာပေါ့အော် thyroid အခြေရှိတာမျိုးလေ thyroid hormone ပြဿနာရှိတယ်ဆိုရင်ဒီဆေးတွေမထိုးသင့်ဘူးပြီးတော့အစာရင်ဦးလန်းချောင်းနဲ့ပြဿနာလေးတွေဘေးထွက်ဆိုးကျုပ်နဲ့ရှိတတ်တာဖြစ်တဲ့အကြောင်းအစာရင်ကပုံမှန်ပြဿနာလေးမဟုတ်ဆူဆူရွရွပြဿနာရှိတဲ့လူတွေဆိုရင်လည်းဒီဆေးရတော့ရှောင်တင်တယ်ဆိုအနှစ်ချုပ်ပြောမယ်ဆိုရင်တော့ခုနလက္ခဏာလေးလည်းရှိတယ်တော့ပထမအဆုံးနဲ့စထိုးမယ်တော့ခုနလက္ခဏာလေးမရှိဘူးဆိုပထမအဆုံးစထိုးမယ်ဆိုရင်နံပါတ်1ကတော့ဆေးရမယ်နဲ့တံမီမီမှာ ထူအောင်မပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့ဆရာဝင်တယောက်အနေနဲ့ရောဆရာအနေနဲ့ပေါ့เนาะဒီ weight loss plan ပိန်စေးတွေဒီလိုမျိုးပေါ်လာတဲ့အပေါ်ထိုးကြတဲ့အပေါ်အမြင်ကိုလည်းသိကျင်နေဆရာအဲပြီးတော့စထိုးဖို့ရည်ရွယ်ထားမဲ့သူတွေရှိလို့ရှင်လည်းအဲဆရာဘလိုမျိုးအကြံပေးကြပါတလဲပေါ့เนาะဟုတ်ကဲ့ခင်ဗျာဆိုတော့ဒီ C ပေါ့เนาะနံပါတ်1ကတော့ကျွန်တော်အခြေခံပေါ့เนาะအယူအဆအရဆိုတော့ဒီ C ဒီထိုးစေးဖြစ်တယ် ဟုတ်ကဲ့ကျွန်တော်ဆေးဆရာဝန်နေအရဆိုရင်တော့ two C ဆိုတာကျွန်တော် first line နေဘယ်တော့မှမသုံးဟုတ်ကဲ့ရုံးကတခုကျွန်တော်တို့ကုတယ်ဆိုရင်တော့ကျွန်တော်တို့ကအစီချတာပါအပောင်ပဲပေါ့နော်အစာတောက်အနေထိုင်နေစပြင်တယ်စီကြုတ်ဖြစ်ဖြစ်နော်သွေးထိုးယောဂဖြစ်ဖြစ်ဒီအစီချတာစီများလာမှဖြစ်ဖြစ်နံပါတ်1ကအစာတောက်အနေထိုင်ဟုတ်ကဲ့အစာတောက်အနေထိုင်နေမရတော့ဘူးဆိုတော့မှကျွန်တော်တို့ကဆေးကိုစပီးတယ်တောက်ဆေးစပီးတယ်ထိုးစေးဆိုတော့နောက်မှစဉ်းစားလာဟုတ်ကဲ့ပါဆရာအားစေးပါအပောင်ပဲပေါ့အားစေးတော့မှထိုးစေးကျွန်တော်ကပုံမှန်ဆုံး ် theoretical ရောက်ဆုံးချက်ချင်းမတော့တောင်စီးအရင်ပြေးတယ်တောင်စီးနဲ့မနိုင်ဘူးဆိုတော့မှအဲတောင်စီးမှာမှကျွန်တော်တို့ကဒီ first line second line နဲ့အများကြီးရှိတယ်ဟုတ်เนาะအဲ့မှာ insulin တွေပါလဲလိုရင်အစီးချိုရှိတယ်ဆိုရင် insulin ထိုးရအောင်မျိုးလည်းရှိနေတယ်เนาะစီးချိုတွေတွဲတွဲတဲ့လူနာလည်းဖြစ်နိုင်တယ်ဆိုတော့ဘလုံးနီးနဲ့မှတခြားမရဘူးအစီကြစိတ်တော်တော်များကို first line second line နဲ့ treatment တွေရမရတော့ဘူးဆိုတော့မှကျွန်တော်တို့ကမနိုင်ဘူးပေါ့ เนาะတနည်းအားဖြင့်ပြောရင်ဆိုရင် control မနိုင်ဘူးဆိုတော့မှကျွန်တော်တို့ကဒီဆေးကိုဒီထိုးဆေးကိုစစင်စားတာထိုးဆေးရဲ့သဘောတမအခြေခံကိုပြောတာဆိုတော့ဒီ weight loss plan တွေကလည်းထုံနေလေကောင်းမှာပေါ့နော်အဲ့မှာကြောင့်ကျွန်တော်တို့ကအနှစ်ချုပ်ပြောမယ်ဆိုဒီဆေးဒီကိုယ့်အကူအလှပအတွက်ဝယ်ပြီးတော့မှထိုးရတဲ့ဆေးတော့မဟုတ်ဘူးဟုတ်ကဲ့ဒီဆေးဒီ prescription medicine ဖြစ်တယ် prescription ဆိုတာဘယ်လိုလဲဆိုတော့ over the counter medicine လို့ခေါ်တယ် OTC မဟုတ်ဘူးဆရာဝန်ညွှန်ကြားချက်ရှိမှထိုးရမယ်ဟုတ်ကဲ့ဆရာအဲ့ဒီမှာမှာ ဖြစ်နိုင်ပထမဆုံးအချိန်ဆိုရင်တော့ဒါဆင်ဖြစ်နိုင်တယ်ဆိုဆီယောင်းဝင်းကိုယ်နိုင်ထိုးပေးတာကောင်းတယ်တကယ်လို့ပေါ့ insulin injection တွေလိုမျိုးပေါ့နော်ကိုကကိုယ့်ကိုအိမ်မှာထိုးတယ်ဆိုရင်တော့ပထမဆုံးအချိန်ကဆီယောင်းဝင်းရဲ့ guidance တော့လိုတယ်ကိုတကယ်ထိုးတက်ပြီဆိုတော့မှအိမ်မှာထိုးတာမျိုးပေါ့ဟုတ်ကဲ့ပါနော်ထိုးတော့တော့ဒါကျွန်တော်တို့ကအစီဘာပေါ့လဲအခြေပြောင်းအောက်မှာရှိတဲ့အစီတဲကိုထိုးတာ subcutaneous ထိုးတာပေါ့နော်ဒီကျွန်တော်ဘိုက်အောက်မှာထိုးတာမျိုးရှိနိုင်တယ်ပေါင်မှာထိုးတာမျိုးလည်းရှိနိုင်တယ်ဒီလက်မောင်းအခြေပြောင်းအောက်မှာထိုးတာရှိနိုင်တယ်ဟုတ်ကဲ့ဒါနဲ့ insulin ထိုးတယ်လို့မျိုးပဲနော်တဘောတဘောမှာဒီ root ကတော့တူတယ် ဟုတ်ကဲ့ဒါလေးတွေတစ်ချက်အဲ့လိုမျိုးလုပ်မယ်ပြီးတော့ကျွန်တော်တို့ကဒီ stay ဒီ treatment ကဘယ်လိုလဲဆိုဘယ်လောက်တော့ကြာကြာထိုးအောင်လဲဆိုဆီယောင်ဝင်းရဲ့ monitoring တို့မယ်ဆိုတော့ပုံမှန်ဆီယောင်ဝင်းနဲ့ follow up တွေတွေလိုတာအရင်ရေးကြည့်တယ်ဟုတ်ကဲ့ဆီယောင်ဝင်းကတကယ်လို့ချိန်ဆပြီးတော့တော်ပြီဆိုရင်ရအောင်မတော်သေးဘူးဆိုရင်ဆက်ထိုးမယ်ဒီလိုမျိုးပဲပေါ့ဟုတ်ကဲ့ဂျားထဲမှာလည်းကျွန်တော်တို့ cholesterol စစ်တာတွေပဲလည်းလိုမှာပေါ့သိဖောက်ပြီးတော့မှာဟုတ်ကဲ့ဒါမျိုးတွေလိုလဲဆိုအနှစ်ချုပ်ကတော့ဟို prescription medicine ဖြစ်တဲ့အကြောင်းဆီယောင်ဝင်းညွှန်ကြားချက်ရှိမှာ ်ထိုးပါမယ်ဟုတ်ကဲ့အဓိကအဲ့အဲ့ဒီဟာလေးကိုတစ်ချက်ကျွန်တော်ကပြောချင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအခုဆိုရင်တော့ဒါပထမတစ်ပိုင်းမှာပြိသက်တွေအားလုံးလည်းအဲသိကျင်နေရဲ့အကြောင်းအရာလေးသိလောက်ပြီလို့လည်းထင်ပါတယ်ဆိုတော့ဒီဒုတိယတစ်ပိုင်းမှာလည်းဆက်လက်ပြီးတော့မှန်ကန်တဲ့အနေအကင်းနဲ့နီးလန့်နဲ့ခန္ဓာကိုယ်အစီအရေဘယ်လိုချမလဲဆိုတဲ့အကြောင်းအရာလေးဆက်ဆွေးနွေးဖို့အတွက်ပြန်လာခဲ့ပါအောင်မရှင် Valley of Ting Radio Two Stations One Voice Two Stations One Voice မန်လီအဖက်နဲ့ Team Radio ကိုအပိနာဆင်နေကြတဲ့ပရိသတ်များရှင်အခုဒီဘက်မှာလဲ Consciousness Call Health Care Call Center ကဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူမှန်ကန်သောအနေကင်းတဲ့နီးလန်းနဲ့ခန္ဓာကိုယ်အစီအရာကိုဘယ်လိုချမလဲပေါ့နော်ပြီးတော့အခုခေတ်စားနေတဲ့ဒီအစီအကျထိုးစေးရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလဲဘုသူတရပွဲဆွေးနွေးတင်ဆက်ပေးခဲ့ရဆိုရင်တော့အခုဒုတိယတစ်ပိုင်းမှာလဲအဲဆရာကိုသိကျင်တာလေးဆက်ပြီးတော့မေးမြန်းမယ်ပေါ့နော်ဆိုတော့ဒီလိုတွေကဒီခန္ဓာကိုယ်အစီအရာပိုလာမယ် weight တက်လာတာတွေကတော့ကိုယ့်ရဲ့အနေထိုင်စားသောက်တွေပေါ်မှာအများကြီးမူတည်ပါတယ်ဆရာအဲ့တော့အဓိကကတော့ ိုယ့်ရဲ့ BMI ပေါ့နော်ဒီ body mass index နဲ့ပတ်သက်ပြီးတွက်ချက်တက်ဖို့ကလည်းအရေးပါပါတယ်နော်ဆရာအဲ့တော့မသိသေးတဲ့ပြိသက်တွေအတွက်ပေါ့နော်ဒီ BMI ကဘယ်လိုမျိုးတွက်ချက်ရမလဲ body weight များတာသိပြီဆိုတာနဲ့ဘယ်ကနေစပြီးတော့အဲကိုယ့်အတွက်ပေါ့နော်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာလည်းဆရာပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ BMI ကတော့ပြိသက်တွေကတော့အခုခေတ်မှာသိပါဒါပေမဲ့ BMI ဘာလဲဆိုတာသိနားမလဲလောက်သိပေါ့နော်ဆိုတော့ BMI ကအဓိကတော့ body mass index ပေါ့ index ဆိုတဲ့ဘောပေါ့မှာသူ့မှာ unit မရှိဘူးနော် unit နှစ်ခုနှစ်မျိုးကိုစားထားပြီးတော့ထပ်လာတဲ့ကိန်းဂဏန်းပေါ့ တနည်းအားဖြင့်ပြောရင်ရင်းညွှန်းဂိမ်းပေါ့ဟုတ်ကဲ့ဆိုတော့ဒါကတော့ကျွန်တော်ပရိသတ်တွေကိုအလွယ်တကူနားလည်အောင်ပြောမယ်ဆိုရင်တော့ဒီခန္ဓာကိုယ်အလေးချိန်နဲ့အရက်အညွှန်းဂိမ်းအဲ့ဆိုလို့တော့ဘယ်လိုလဲဆိုတော့ဟိုပြိသက်တွေကဒီတိုင်းပါမနော်ဟိုဒီတိုင်းပြောမှန်ဆိုရင်တော့ဟိုခန္ဓာကိုယ်အလေးချိန်ချခြင်းနဲ့ခန္ဓာကိုယ်အလေးချိန်များတယ်ဟုတ်ပြီဘယ်အရက်မှရှိတဲ့ခန္ဓာကိုယ်အလေးချိန်ဖြစ်ရမှာလဲပေါ့ဘယ်အရက်မှရှိတဲ့ခန္ဓာကိုယ်အလေးချိန်လဲပေါ့နော်အရက်မျက်နှာလို့ဆိုရင်တော့ခန္ဓာကိုယ်အလေးချိန်ကနေပါမျက်နှာဟာသူ့တက်ကနော်မှဖြစ်ရင်ဖြစ်မယ်ဆိုတော့အရက်ပေါ်မှာမူတည်ပြီးတော့မှတင့်တင့်မြတ်တာတဲ့ အလေးချိန်ကိုတက်ထားတာပေါ့ဟုတ်ကဲ့ပါဆရာဆိုတော့ဒါတော့ကျွန်တော် formula ရဆိုရင်တော့ဒါကတော့ဟိုအကြံဉာဏ်နားလည်မှုပြောဆိုအပေါ်မှာဆိုရင်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီခန္ဓာကိုယ်အလေးချိန်ကိုเนาะမူတည်ပြီးတော့မှကျွန်တော်တို့ကဒီအရက်ရက်เนาะအပေါ်မှာကျွန်တော်ကီလိုဂရမ်ဆိုအောက်မှာမီတာနှစ်ထပ်ပေါ့ဟုတ်ကဲ့တကယ်လို့ကျွန်တော်တို့ကပေါင်နဲ့တက်တယ်မယ်ဆိုရင်တော့အောက်ကတော့ ဟိုပေါ့လက်မှာပေါ့နော်ဒါကတော့ကျွန်တော်နားလည်အောင်ပြောလိုက်တာပါနော်ဒီ formula အဓိကဟိုအလွတ်ကြီးစရာရစရာမလို့အဓိကတော့ကျွန်တော်တို့ medical calculations တွေကတော့ website မှာကျွန်တော်ကြည့်လို့ရတယ်ကျွန်တော်ခွန်ရှိခွန်ဂျာမန်ကောင်စနာရဲ့ဒီဒီ health education website ဖြစ်တဲ့ဒီ healthcare.com.mm နဲ့ BMI တွက်လို့ရတယ်ဟုတ်ဒီမှာလည်းတွက်လို့ရဆိုတော့ဟုတ်ပြီ BMI ရပြီဟုတ်ပြီဘယ်ဟာဘလောက်က normal လဲပေါ့ဒီရင်းညွန်ကိန်းလေးတွေပေါ့နော် index တွေအဲ့မှာဆိုတော့16တက်သမ9ကနေပြီးတော့25အောက်ထိက normal ပဲဟုတ်ကဲ့ပါတနည်းအားဖြင့်25နဲ့25အထက်ဆိုရင်တော့ normal တဲ့မြင့်သွားပြီဟုတ်ပြီဘလောက်လောက်ထိက overweight လို့ပြောလဲဆိုတော့ကျွန်တော်30အောင်ပေါ့တနည်းအားဖြင့် overweight နဲ့ဟိုဘလို့လဲဆိုပုံပုံမှန်အလေးချိန်နဲ့မြင့်တာနဲ့အဝတ်လုံတာနဲ့မတူဟို overweight နဲ့ obesity နဲ့မတူ obesity ဆိုအဝတ်လုံပြဿနာဖြစ်သွားပြီ overweight ဆိုတာပုံမှန်နဲ့မြင့်တာဆိုတော့ဒီ BMI ကခုနပြောသူ25 78ကတက်တမ9နဲ့25တိ normal ဆိုရင်25ကနေပြီးတော့မှ30အထိက overweight လို့ပြောလို့ရတယ်ဒါဆိုရင်အစားအသောက်အနေထိုင်လေးဆင်ခြင်နိုင်လို့ပြန်ကြအကြနိုင်တယ် 30နဲ့အထက်ဆိုရင်တော့ကျွန်တော်တို့ obesity အဲ့မှာ obesity 1နဲ့3ထက်ရှိသေးတယ်ကျွန်တော်အသေးစိတ်မပြောတော့ဒီ obesity ဆိုတော့ကျွန်တော်တို့က management လို့လာပြီဟုတ်ကဲ့ပါနောက်ကုသမှုလို့လာပြီဆိုတော့အဲ့ချိန်ကျကျွန်တော်တို့ကဘယ်လိုမျိုးတွေလုပ်မလဲဆိုတော့ကျွန်တော်အစပိုင်းမှာခုနပထမမှန်မှာပြောထားပြီးသားဖြစ်ပါတယ်ဒီအစားအသောက်အနေထိုင်စပြီးတော့ကျွန်တော်တို့ကဆင့်ကျင်ပါပေါ့နော်အသေးစိတ်နဲ့ကျွန်တော်ထပ်ပြပြလို့ရတယ်ပြီးတော့မှကျွန်တော်အစေးလေးပြီးမယ်လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ထပ်ဖြည့်ဆက်ပြောချင်တာကြတော့ထူးဆေးကိုဓာတ်ရမသွားခင်ပါပေါ့နော်ကျွန်တော်တို့ကဘယ်လိုမျိုး ဒီအထုကုတွေနဲ့ဆွေးနွေးရသေးတယ်ဆို nutritionist လို့ခေါ်တဲ့ဒီအာဟာရဗေဒပညာရှင်ဆရာဝန်တွေဟုတ်ကဲ့ပါနော်ဒီသူတို့ကကြောင့် nutritionist တွေကတော့ weight ကိုတော်တော်လေးကိုဘယ်လောက်လောက်ကိုစေမိုင်ကင်းနဲ့ကိုချလို့တိတိကျကျသူတို့ဘက်က advice လုပ်ပြီးတော့သူရဲ့ညွှန်ကြားချက်တန်းသွားလဲဆိုရင်တော့ထိုးစေးမလို့ပဲနဲ့လည်း weight ကကျအောင်ကျသွားနိုင်တယ်နော်ဒါမျိုးလို့ရှိရင်နောက်ဆုံးကကျတော့ခုနကပြောတဲ့ဒီ weight loss plan တွေပေါ့နော်ဆရာဝန်ကဟိုဒီတခြားနည်းလမ်းတွေဘယ်လိုမှမရတော့ငါဒီလမ်းမဲ၃မှရတော့မယ်ဆိုရင်တော့ဆရာဝန်ညွှန်ကြားချက်ရှိတယ်ဆိုရင်တော့မှန်မှန်ကန်ကန်လေးထိုးလိုက်တယ်ဆိုရင်တော့ဒီ weight loss plan စီရလည်းဒါအကျိုးတော့ရှိပါတယ် ဟုတ်ကဲ့ဆရာမရှင်ကြားချက်တိုင်းပါเนาะဒါဒီကတော့ BMI နဲ့ဆက်နွယ်ပြီးတော့မှကျွန်တော်တို့ကဟောပေါ့လောက်ရမယ့်ဟာလေးပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့အဲနောက်ထပ်မေးခွန်းကတော့ဒါတော့ခန္ဓာကိုယ်ရဲ့အဲဘယ်နေရာတွေမှာပေါ့เนาะအစီစုတာတွေကများနိုင်တယ်လဲဆရာပြီးတော့ဒီအစီတွေကရောအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်တာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ရှိတာပေါ့เนาะဒီအသက်အန္တရာယ်တော့ပေါ့တေချာကွန်ထရိုးမဟုတ်ဘူးအသက်အန္တရာယ်စိုးရိမ်ရအထိရှိနိုင်တယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကိုလက်စတရောလ်ကိုအရင်ကြီးကိုကျွန်တော်တို့ကဆေးလောက်ကမှဟိုအရေးတကြီးလုတ်ပြီးတော့မှကျောင်းနေပါလိမ့် เนาะ manage လုပ်နေတော့ဗောနော်အဲ့မှာဒီခနာကိုထဲမှာကြာတော့အစီစုရဲဟာများတာကတော့ဒီအများပြည်သူတွေဗောနော်ဒီတိုင်းမျိုးလုံးထဲမှာမြင်လန်းလေးကြာဒီ bike ပေါ့ဟုတ်ကဲ့เนาะ bike ဒီဟိုဘောပူလာမယ်เนาะเนาะအသက်ရချင်းအထက်ရောက်တော့ရှိတယ်ပြီးတော့မှဒီခါးတွေဟုတ်ကဲ့ဒီပြီးတော့မှကျွန်တော်တို့ပေါင်နေပေါ့เนาะအဲ့ဒီထဲမှာကြာတော့ကျွန်တော်တို့ကဒီအစီတွေများတယ်ဆိုတာကဘယ်ဘက်ပိုင်းမှာအထူးကများလဲဆိုတော့ visceral လို့ခေါ်တယ် visceral fat တို့ခေါ်တယ်ဒီ wind twin ဒီ wind twin ကလေးစာတွေမှာအစီတွေသွားပုံလား ဟုတ်ကဲ့။အဲ့တော့အဆီများတဲ့လူဆိုရင်တချို့ဆိုရင်ဘာဖြစ်လဲဆိုတော့ fatty liver ကတော့အသည်အသည်အဆီဖုံးတာတွေဖြစ်လာနိုင်တယ်။ဟုတ်ကဲ့။အများကြီးပေါ့ဗောနော်။ဒီပြီးတော့မှဒီ pancreas မွန်းချိုအိပ်ပတ်မှာတော့တက်ရောက်မှုရှိတယ်ဆိုစီးကျွေးလည်းဖြစ်ဖြစ်လာနိုင်တယ်။နော်။ဆိုတော့ဒီ visceral fat တော့ကောလေဒီ vinculicer တွေမှာအဆီတွေဖုံးတာများတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့အဓိကဘယ်နေရာမှာဖြစ်တာများလဲဆို abdomen ပေါ့။ဝင်းပိုက်ပေါ့နော်။ဝင်းပိုက်မှာရှိတဲ့အဆီကတော့အန္တရာယ်များတယ်။သူကလည်းနောက်ဆက်တဲ့ဘာတွေဖြစ်လာနိုင်လဲဆိုတော့စီးကျွေးတွေလည်းဖြစ်လာနိုင်တယ်လို့ဒီ cardiovascular problem ပေါ့နော်။ဒီ ဒီနှလုံးနဲ့သွေးကြောမှဆိုင်ရာ problem လေးတွေ။အော်။အဲ့ဒါပါလဲဆိုတော့သွေးတို့တို့เนาะနှလုံးသွေးကြောကျင်းတို့โอเคไอ้กันเนี่ยนอกเสร็จแล้วบาขึ้นแล้วสอเลียဖြတ်တာလို့ပါပေါ့အစားသဖြင့်ပေါ့เนาะဒါကြောင့်မို့ကျွန်တော်တို့ကဒီအစီလေးများနေဆိုရင်လည်းဒီဆီယံဝင်ကလူနာကိုလေကျွန်တော်တို့ကဘာလေးတက်ပြရလဲဆိုတော့10 year cardiovascular risk assessment ပေါ့เนาะဒီနှလုံးနဲ့သွေးကြောမှဆိုင်ရာ risk ပေါ့ attack risk ဘယ်လောက်ရှိလဲဆိုတော့10 10 year ကိုကျွန်တော်တို့ကယာကန်နှုန်းလေးနဲ့တက်တာ အဲ့လိုမျိုးတွေတက်ပြီးတယ်နော်ပုံမှန်ဆီယံဝင်နဲ့ follow up လုပ်တယ်ဆိုရင်တော့ risk များလည်းမင်းများအဲ့မှာမှာစိတ်တက်တောက်တဲ့လူတွေမတောက်လို့လည်းအများကြီးကောင်းပါဘူးနော်အဲ့လိုလေးတွေရှိတယ်နော်ဆိုတော့ ဒါကတော့ကျွန်တော်တို့ဒီအစီအလေးနဲ့ပတ်သက်ပြီးတော့မှပြောပြတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကတော့အစီအလေးများလာပြီးကိုယ့်ကိုယ်ပေါ့နော်ခန္ဓာကိုယ်အလေးချိန် short ချခြင်းသူတွေအတွက်လည်းရှိမှာပါတချို့ကြောက်ရလဲဒီမှန်ကန်တဲ့အနေအကင်းနဲ့နီးလန်းနဲ့သွားနေရသူတွေရှိရပေါ့နော်အနေအကင်းစရဆက်တောင်းနေတဲ့ပုံစံတွေရောအဲဘယ်လိုမျိုးတွေလှုပ်ဆောင်တင်လဲဆိုတာလည်းဆရာအကြံဉာဏ်ပေးပေးပါအောင်ရှင်ကျွန်တော်ကဒီအောင်နဲ့ပတ်သက်ပြီးတော့မှလေ Monday FM မှာတော့တစ်ခေါက်ပြောဘူးလေနော် Monday FM ရဲ့ YouTube channel မှာလေတင်ထားတာလည်းရှိတယ်ဒီနေထိုင်စားတောက်မှုပေါ့ဒီချမ်းမအောင်ဘယ်လိုလုပ်မလဲပေါ့ခေါင်းစဉ်တော့ကျွန်တော်အတိအကျတော့မှတ်မိတော့ အဲ့ဒီ podcast လေးလည်းကျွန်တော် reference လုပ်ချင်တယ်ပေါ့ဒါလေးတစ်ချက်နားထောင်စေအကုန်လုံးအတူတူပဲအခြေခံဟုတ်ကဲ့အဲ့မှာမှကျွန်တော်ထပ်ပြီးတော့မှဟိုပြောမှဆိုရင်တော့အဓိကတော့ဒီ healthy diet ပေါ့နော်ဒီကျန်းမာတဲ့ diet ဖြစ်ဖို့လိုတယ်အဲ့မှာကြောင့်တနည်းအားဖြင့်ပြောမှဆိုရင် balance ပေါ့ဒီအချိုးအစားမျက်မျက်တတ်တာပါတဲ့အစားတောက်ပေါ့အစားတောက်လေအကုန်လုံးအချိုးအစားအချိုးအစားမျက်မျက်တတ်ပါမယ်အဲ့မှာကြောင့်ကျွန်တော်ဘာကိုဒီအစီနဲ့ပတ်သက်ရင်ဘာကိုအဓိကရှောင်ရမလဲဆိုတော့ saturated fat လို့ခေါ်တဲ့ပြည့်ဝအစီ ြည့်ဝအစီလိုဘာဖြစ်လို့ခေါ်လဲဆိုအဲ့လိုမျိုးအစီတရားကြတော့ဒီခန္ဓာကိုယ်ရဲ့အပူချိန်မှာဆိုရင်သူကခဲသောပြည့်ဝအစီပေါ့ခဲသောတာဖြစ်တော့သူကြောင့်မှတော့ပိတ်တာဒါကြောင့်ပြည့်ဝအစီဘယ်ရနေရလဲဆို animal fat တို့ခေါ်လဲအသားအစီရနေရတာဖြစ်တဲ့ကြောင့်အသားအစီတွေကိုယ်ကရှောင်အောင်မှာအသားစားတယ်ဆိုတော့ကျွန်တော် lean meat လို့ခေါ်တဲ့အစီမပါတဲ့အသားစားမယ် lean protein ပေါ့နော်ပြီးတော့ vegetables တွေအသေးရက်တွေအထူးစားမယ်နော်ပြီးတော့ကျွန်တော်တို့ကဆန်လုံးညုံတို့ဒီပတ်မုံအကျန်းတို့နော်အရင်ပတ်တည်းလဲကျွန်တော်တစ်ခေါက်တော့ပြောပြနေဒါကတော့ဒီ grains တွေပေါ့ ဒီဆန်တို့ဂျုံတို့ဆိုရင်လည်းကျွန်တော်တို့ကအရင်ကြီး process မလုပ်ထားတဲ့ဟာလေးပေါ့ဒါဆိုနည်းနည်းပို့ပြီးတော့မှခန္ဓာကိုယ်တဲ့အာဟာရတက်လည်းရှိသလိုဟိုချမ်းမိုင်တွေလည်းကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကတကြားတက်ဒီ short ဆာမယ်နော်ဒီအစီနဲ့ပတ်သက်ပြီးမှဆိုရင်ကျွန်တော်မျက်လုံးနဲ့မြင်အောင်ပြောမှဆိုရင်အစီကြော်တဲ့ဟာလေးအထူးသဖြင့် deep fried တွေပေါ့ နက်နက်ရှင်းရှင်းကြော်ထားတဲ့အဟာတွေကိုရှောင်တဲ့နေပေါ့နော်ပြီးတော့ကျွန်တော်တို့အလွယ်တကူစားလို့ရတဲ့အစာတောက်တွေဆိုရင်ဒါကွန်လက်စတရောလေးများနိုင်တယ်နော်အဲ့ဒါလေးရှောင်ရမယ်ပြီးတော့ exercise ကတော့ဟိုအဓိကတော့ formula တော့အချိန်ကအတူတူပါပဲအရင်ဘက်တွေကျွန်တော်ပြောသလိုပဲအတူတူပဲဒါကဘယ်လိုလဲဆိုတော့တရက်ကိုပေါ့မိနစ်30လောက်အနည်းဆုံးပေါ့ခက်တက်တက်လမ်းလျှောက်မယ်ပုံမှန်လမ်းလျှောက်တာမဟုတ်ခက်တက်တက်ဟုတ်ကဲ့နော်လမ်းလျှောက်မယ် အဲ့ဒီလမ်းလျှောက်တာလည်း stress free တော့ဖြစ်ဖို့လိုတော့မဟုတ်တော့ကိုကခန္ဓာကိုယ်မှာဒီဘယ်လိုလဲဆိုတော့8ဒီမှာတင်ထားတာမျိုးလည်းမဖြစ်သင့်ဘူးပုံမှန်ပေါ့ပေါ့ပေါ့ stress free ခက်တတအနည်းဆုံးမိနစ်30လောက်ကိုနေတိုင်းလျှောက်ပေးတယ်အဲ့ဒီဟာလည်းအနည်းဆုံးတစ်ပတ်ကို9ရက်လောက်ဖြစ်တယ်ဆိုရင်တော့ဒီအစီအရတော့ပုံမှန်ဆိုကြာတယ်ကြာပြီเนาะအဲ့လိုမျိုး exercise ကတော့အစီလည်းကြာတယ်လို့သွေးတို့တို့စီးကျွတို့ပါနောက်ဆက်တယ်ကြာတယ် stress တွေရော effort ဟုတ်ကဲ့ပါဆရာပြီးတော့ကျွန်တော်တို့ဒီအေးရင်းဝအောင်အေးဖို့လိုမယ်ပြီးတော့ stress management ပေါ့ ဒီစိတ်ဖိစီးမှုတွေကိုလည်းကိုကတေချာလေး manage လုပ်ဖို့လိုမှာမလိုလားအဲ့ဒါစိတ်ဖိစီးတို့ခဏကိုလည်းစိတ်စိတ်ထဲကိုမဝင်အောင်လုပ်မယ်ပြီးတော့ exercise လေးပေါ့နော်အသက်ရှူတင်းရှူထုတ်ပုံမှန်တရားထိုင်တယ်လို့အဲ့ဒါလေးလုပ်မယ်ယောဂဆောင်တာစသဖြင့်ပေါ့နော် distress management ကလည်းအများကြီးပါမယ်နီးလန်းနဲ့ဆက်လေးလာတယ်ဆိုရင်နော်ဆိုတော့ဒါမျိုးလေးလုပ်တယ်ဆိုရင်တော့အစီအရတော့ပုံမှန်ရော့ပါမယ်အဲ့ဒီမှာကြာတော့ကျွန်တော်ကဘာလို့အကြံပြုခြင်းလဲဆိုတော့ medical check up ကလည်းအရေးကြီးတယ်နော်အနည်းဆုံးအသက်55အထက်လောက်ဆိုရင်တော့ cholesterol တွေပါစစ်သိမ့်ပြီပေါ့ဟုတ်ကဲ့ပါအဲ့ချိန်ကျရင်တော့ ပုံမှန်လေး check up လုပ်မယ် cholesterol problem ရှိတယ်ဆိုရင်တော့เนาะကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ management လို့လာပေါ့เนาะအနည်းဆုံး3လလောက်တစ်ချိန်ပေါ့ဆရာမကြီးကတော့3လလောက်တစ်ချိန်ချိန်တာများတယ် physicians တွေကဟုတ်ကဲ့ပါပုံမှန်ရချင်းလေးသွားမယ်ဒါဆိုရင်တော့ကျွန်တော်တို့ weight loss plan လောက်တိရောလိုချင်မှလို့မှာเนาะဒီလိုမျိုးပဲကျွန်တော်ဆက်ဆက်လေးကကျွန်တော်နံပါတ်1ကကောက်ခွေမယ်ကောက်ခွေမှမှဒီကလေးတို့တစ်ခုခု problem လေးဖြစ်တယ်ဆိုရင် problem ဆိုတာကဟိုကပြောတာမှာဒီ cholesterol တွေပုံမှန်ပေါ့ထက်နည်းနည်းများလာဖြစ်တယ်ဆိုရင်တော့မြန်မြန်ဆုံးကျွန်တော်တို့က treatment နဲ့ယူလိုက်တယ်ဆိုရင်တော့အကြီးမဖြစ်ဘူးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါအဲနောက်ထပ်မိကုန်းတစ်ခုပါเนาะအဲပိန်မိုးအတွက်အစီကြဖို့အတွက်ဆိုလို့ရှင်လဲဈေးကွက်ထဲမှာဆိုရင်ပုံစံအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့အရာလေးတွေလည်းရှိရောဒါတွေကိုစသုံးတော့မယ်ဆိုရင်ရောဘယ်အချက်တွေကိုသတိပြုသင့်မှာလဲဆရာဆရာပြပြပါဦးအဓိကအခြေခံ concept ကတော့ချိန်ဆက်နေပါလေအဓိကเนาะဒီ offline ကိုဆွဲချလိုက်တယ်ဆိုရင်เนาะအဓိကတော့ဟိုဒီဈေးဒီပေါ့ကိုကိုတိုင်းတွေ့တော့ဆိုတော့ဒီဒီဈေးကငေါ့ငေါ့ဆရာမရညွှန်လိုက်ရလားပေါ့နံပါတ်1ပါเนาะဒါကြောင့်မလို့ကိုက တကယ်လို့ကိုဘက်ကစေးတွေရလဲဒါတော့ market ထဲမှာဆိုစိတ်ဝင်စားစရာပဲလေ။နော်လူနာအနေနဲ့ကတုံးကျင်နေဆိုရင်ဆီယံဝင်တဲ့ number 1တိုင်မရမယ်။ဟုတ်ကဲ့။နော်တကယ်လို့ကိုကစင်ရစင်ရစင်ကနေဝေးတယ်ဆိုကျွန်တော်တို့ commission ကိုကြမ်းမိုက်ကောဆိုတော့ဖုန်းဆက်မှာမီးလို့ရတယ် commission ကိုနော်ဒီဆက်လို့ရတယ်။ပြီးတော့ကျွန်တော်တို့ကဟုတ်ပြီဆီယံဝင်နဲ့ဆွေးနွေးပြီးသွားပြီ။နော်တကယ်လို့ထိုးတာကုတ်တဲ့အကျိုးရှိတယ်။နော်ဒီစိုးကျုတ်တဲ့ကောင်းကျိုးပုံများတယ်။ risk နဲ့ benefits နဲ့ကိုရှင်းကြည့်လိုက်ဆို benefits ပုံများနေဆိုရင်တော့ဒါဆရာမညွှန်ကြားနေဆိုထိုးအောင်ထိုးတဲ့ချိန်ကျမှတ်မှတ်ကန်ကန်ထိုးဖို့လိုပါပေါ့နောက်ပထမဆုံးတစ်ချိန်ဆိုရင်တော့ကျွန်တော်ကဆရာမညွှန်ကြားချက်နဲ့ဘာပါဆရာမရဲ့မျက်စိအောင်မှာထိုးကြည့်အောင်မှန်တယ်ဆိုတော့မှဆက်ကွက်ကွက်အိမ်မှာထိုးမယ်အဲ့ဒီမှာ save ဘက်ထပ်ပြီးတော့စဉ်းစားမယ်ဆိုရင်ကျွန်တော်က prescription တော့ဟုတ်ပြီကိုကဝယ်လိုက်ပြီဆိုဝယ်လိုက်တဲ့ဆေးရောမြန်မာနိုင်ငံ FDA ရောအတိမတ်ပြည့်ရလားပေါ့ဟုတ်ကဲ့ဒါလေးလေးလိုလာပေါ့နော်ဒါတော့စေတိုင်းစေတိုင်းကျွန်တော်ဆရာဝန်ရအောင်ဆိုရင်အခြေခံတော့ဒါတော့ပြောလား ဘယ်ရမှာအပောင်ဝင်လဲဆိုတော့ဒီယာတိတဝိကောက်ဝယ်ဆေးရမှာအပောင်ဝင်အကုန်လုံးပဲအင်းဒါတွေကတစ်ချက်တပြီးတော့ expiration date ပေါ့တက်တန်းနေမှာကြည့်ရတာပေါ့နော်ဒါတွေအကုန်လုံးကတော့ဆီယောင်မင်းနဲ့တိုင်ပင်လိုက်တယ်ဆိုဆီယောင်မင်းကသူတေချာလေးကိုအကုန်ကြည့်သွားမှာမဟုတ်ကဲ့နော်ဆီယောင်မင်းကကြည့်သွားပြီးတော့မှဟိုအန်ရကင်းနဲ့အန်ရကင်းပါပဲဆီယောင်မင်းနဲ့ဒီထိုးတယ်ဆိုရင်တော့နော်ပြီးတော့မှကိုကိုရဲ့ attending doctor လို့ခေါ်တယ်ကိုကိုကုနေတဲ့ဆီယောင်မင်းနဲ့ပုံမှန် regular follow up လေးလေးလုပ်မယ်ဘာဖြစ်လဲဆိုတော့ monitoring တို့မအောင် နော်မောင်တို့ချင်းပြောမယ်နော်ဒါမှပဲအဓိကနော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဆရာဆိုတော့ဒီနေ့မှာဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာတော့ဒီလိုတွေမှန်ကန်တဲ့အနေကင်းတဲ့နီးလန်းတဲ့ခန္ဓာကိုယ်အစီအတွေကိုဘယ်လိုချမလဲအဲပြီးရခါကျတော့ဒီအခုခေတ်စားနေရပေါ့နော်ပိန်စေးထိုးစေးတွေရောအဲဘယ်လိုမျိုးအဲတက်ရောက်မှုရှိမလဲဆိုရဲအကြောင်းအရာပူတူတက်ရပွဲရလေးတွေကိုဒီလိုဆွေးနွေးပေးခဲ့ရဖြစ်ပါတယ်ဆိုတော့ခွရှိရှိကွန် healthcare call center ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဆရာအနေနဲ့ဖြည့်ဆွတ်ပြောချင်တာအကြံပြုချင်တာရှင်ပြောရရင်ပြည့်သက်တွေကိုနှုတ်ဆက်ပေးပါအောင်ဆရာโอเคကျွန်တော်ကတော့ဒီအနှစ်ချုပ်ပြောမှဆိုရင်တော့ဒီ ခန္ဓာကိုယ်အလေးချိန်ကိုရှော့ချနေခြင်းကြောင့်လေဟိုမြန်မြန်ကြီးချပြီးတော့မှအန်ဒီရဲ့ရှိမှာထက်ဆိုင်ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုမျိုးအကြံပြုတယ်လဲဆိုတော့ဟောပေါ့ slow steady and sustained ပေါ့ slow ဆိုတာဖြည်းဖြည်းချင်းပြီးတော့ပုံမှန်โอเคအပေါ်မှာဆိုတော့ခုနကပြောအစားတောင်းနေတန်းဆောက်အကုန်ပေါက်လဲပုံမှန်ဟိုဖြည်းဖြည်းချင်းနဲ့ကိုယ်ဝိတ်ကိုရှော့ကောင်းမယ်ပြီးတော့မှအဲ့ဒီဝိတ်ချော့တာအားလည်းဘယ်လိုလဲဆိုတော့ထိုးစေးတယ်လို့မျိုးပေါ့ရက်လိုက်တယ်ဆိုရင် rebound လို့ခေါ်တယ်ဝိတ်ပြန်တက်တာမျိုးမဖြစ်ဖ ೇನೆ sustain ဖြစ်နေရမယ်အမြင်လားကြာနေဆောက်လဲဆက်ပြီးတော့မှကြာမယ်ဆိုတော့ဒီလိုမျိုးဖြည်းဖြည်းနဲ့မမှန်နဲ့ ိုဆက်တက်ပြီးတော့မှခိုင်မဲတဲ့ဒီခန္ဓာကိုယ်အလေးချိန်ကြတဲ့ program ကိုကျွန်တော်တော့အကြံပြုတယ်ပေါ့နော်ဒါတွေကတော့အဓိကတော့တက်ဆိုင်ရဆေးရောင်ပဲဒါမှမဟုတ်ဘူးဆိုရင်လိုအပ်တယ်ဆိုရင်ကျွန်တော် nutritionist လို့ခေါ်တဲ့အဟာရအထူးကုဆေးရောင်လေးနဲ့ဆွေးနွေးပြီးတော့မှ weight ကိုချနိုင်ဆိုရင်တော့ကိုယ့်ရဲ့ရေမှန်းချက်ပန်းနိုင်တော့အမြန်ဆုံးရောက်မှာပါခင်ဗျာ